ကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလှယ်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စဉ်1100ကျပ်ပြင်ပပေါင်စီ4430ကျပ်စင်ကာပူ Dollar ကိုစစ်ကောင်စီသတ်မှတ်စဉ်1619.44ကျပ်ပြင်ပပေါင်စီ3418ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2351.48ကျပ်ပြင်ပပေါင်စီ 60ကျပ်။ခိုင်းပါတပတ်ကိုစစ်ကောင်စီတပ်မတ်စဉ်62တပ်သမ68ကျပ်။ပြင်ပပေါင်စဉ်133တပ်သမ34ကျပ်။မလေးရှားတပင်ကစ်ကိုစစ်ကောင်စီတပ်မတ်စဉ်489တပ်သမ62ကျပ်။ပြင်ပပေါင်စဉ်1038ကျပ်။ပေါင်စဉ်ရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါ ။နောက်ဆုံးရပြည်တွင်းရွှေစင်းတုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ58သိန်း1000ကျပ်၊ပြင်ပပေါ့စေ84သိန်း6000ကျပ်၊စကားပဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ53သိန်း9325ကျပ်၊ပြင်ပပေါ့စေ80သိန်း2000ကျပ်ပေါ့စေရှိပါတယ်။ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရရန်ကုန်73ကြီးစင်းလုံးတွေကတော့ဒီဇယ်လီတာကို2320ကျပ်ပရီမီယံဒီဇယ်လီတာကို2855ကျပ်အော်တိတ်92လီတာကို2950ကျပ်အော်တိတ်95လီတာကို2805ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6620ကျပ်ပြင်ပပေါက်စီ9000ကျပ်ပေါက်စီရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်